คไล่สวัสดีရှင်မင်္ဂလာပါအားလုံးမင်္ဂလာပါဒီဇာတို့ရဲ့ရှိဝဲသူများရဲ့စီပွဲစကားဝဲနဲ့အားလုံးကျဆိုပါရယ်ဒီဇာတို့ page တိတိမှရှိတဲ့ follow မိတ်ဆွေများလို့မင်္ဂလာပါလို့အရင်ဆုံးလို့ဆက်ပါရယ်ဒီနေ့ဆိုလို့ရှိရင်အာညဘက်မှာ live လုပ်တာပေါ့နော်ဆိုတော့ညီမ၄ရက်အခုကတော့တရက်ကတော့အာမိမလာလို့တဲ့ မလာနိုင်ဘူးအဲကြောင့်တွေ့ရောက်နေပဲဒီနေ့လိုက်လို့မှဖြစ်ပါတယ်အေးဆိုမေးဆက်ပေးရမယ်ဆိုလို့ရှိရင်တော့ကျွန်မနာမည်ရတဲ့သူတွေဖြစ်ပါတယ်အခုလက်ရှိစင်ကာပူမှာ full time လုပ်တဖက်နေဒီ online business လုပ်ကင်နေပါတယ်ကြည့်ဖို့ပြပါတယ်အေးဆို Esther မေးဆက်ပေးပါဦးပြန်မှတ်သွဲ့ ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါရှင်အဲညီမတို့ရဲ့ TVTV Light Talk Season လေးပြန်လည်ပြီးတော့စတင်လို့လာပါပြီအဲဒီနေ့မှတော့ဗောနော်ညီမတို့က၃ရောက်ပဲဗောနော်ခုနအမသူလည်းပြောပြီးဗောနော်အဲဒီ business နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကို sharing လုပ်ပြမှာဖြစ်ပါတယ်အဲညီမနာမည်ကတော့ Esther Thun ဖြစ်ပါတယ်အဲ Leadership ထိုင်းနိုင်ငံမှာမိသားစုနဲ့တူနေထိုင်ပြီးတော့ online school လုပ်ငန်းလုပ်ကြဆောင်ရနေတဲ့သူတယောက်ဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ် Hello အားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ဒီဒီမသောရောက်တွေ့သူမမများရဲ့ဇာကဝိုင်းကရှိကုန်လို့ကျေးဇူးလိုက်ပါတယ်။အားလုံးပဲမင်္ဂလာပါလို့နှုတ်ဆက်ချစ်ပါတယ်။အခုကကျွန်တော်ပြန်ဆောင်တဲ့ကွဲတော်ဒီကနေ့ဖြစ်တယ်ပေါ့နော်။အားလုံးပဲမင်္ဂလာပါ။ကျွန်မကျွန်တော်လည်းလည်းတွေ့ပြပါတယ်။တနေ့တိုင်းတိုက်တယ်ပေါ့။ဟာမိသားစုနဲ့ပြန်ပြီးတော့ဒီ digital personal support တခြား professional တို့ကိုနဲ့တွေ့ပဲလောက်ကင်နေတယ်တရားဖြစ်တယ်ပေါ့။ဒီစီးပွားရေးကိုစိတ်ဝင်စားပြီးတော့ဝယ်လာတဲ့သူတွေလည်းအကူအညီလည်းပေးနေတယ်။မေတ္တာတရားလည်းဖြစ်ပါတယ်။ကျေးဇူးများရင်တည်ပါ ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရှင်အခုလိုရင်မိတ်ဆက်ရတဲ့အတွက်အဲဆိုမိဆောက်မိကောင်းလေးနဲ့စတင်ပါပေါ့နော်အခုဆိုလို့ရှိရင်အဲဒီဆိုပေါ့နော်ဒီမိကောင်းလေးနဲ့မြောက်ပြီးဖြစ်ပါတယ် digital business အချက်တွေကယူကြည့်မှုတလဲဆိုတော့မိကောင်းပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အာတော်တော်များများကဒီ online စီးပွားရေးခေတ်မှာအယူကြည့်ပြရလဲလဲလာကြတယ်အထူးသဖြင့် online အခုချိန်မှာဆိုလဲကြာဖြန့်တယ်လဲများတာပေါ့နော်အဲဆိုလို့လူတွေက ငါဝလုံးရှင်နေပတ်ရမ်းတယ်လို့ရှိသမျှအောင်လဲအလုတ်ကိုကိုလိုအလိညာတွေပဲထည့်တက်ကြတာပေါ့နော်အဲ့ဒါကြောင့်ကိုအလုပ်ကိုကိုယူကြည့်မှုရှိဖို့လဲလို့တယ်အဲ့ကြောင့်ဒီ business မှာဆိုလို့ရှိရင်လည်းအားသူတို့ဆိုလို့ရှိရင်အဲ့လိုစောက်ဝင်တို့ကဆိုလို့ရှိရင်တော့တတရားစိတ်တွေနဲ့ပဲအာလစ်လာပြီးမှပဲအဲ့လိုပေါ့ business owner တယောက်ဖြစ်လာတာပေါ့နော်လူတယောက်တော့ဆိုရင်ပြပါမှုဆိုတော့လူတိုင်းကြောက်ကြတယ်အဓိကတော့အငြင်းညာဖြစ်မှာကိုရင်းနှီးမြှုပ်နှံတဲ့အရာတွေဆိုရှုံတော့လူတိုင်းကြောက်ကြတာပေါ့နော် ဲ့ဒါကြောင့်တယောက်ကိုတယောက်လည်းယူကြည့်မှုလိုအပ်တယ်လို့ business ကိုလည်းယူကြည့်ဖို့လိုတယ်အဲ့ဒါကြောင့်ဒီလိုငါမှဆိုလို့ရှိရင်ဘယ်အချက်တွေကယူကြည့်မှုရစေလဲဆိုတဲ့မိဘနဲ့ပတ်သက်ပြီးတာအာမတ်သွဲအနေနဲ့အရင်ဆုံးမြောက်ပြပါဦးမာမာပီကောပဲ thank you ပါမင်္ဂလာပါဟုတ်ကဲ့ပါအဲဒီ digital business မှာပေါ့နော်ဘယ်ချက်တွေက ယုံကြည်မှုကိုရစေတယ်ဆိုတဲ့အကြောင်းရင်းကိုကျမက share ပြီးဆွေးနွေးပြီးသွားမှဖြစ်တယ်ပေါ့နော်အာကျမဆိုလို့ရှိရင်လည်းအရေးကဒီစေဝါရေးစတွေ့ဒေါကဆိုလို့ရှိရင်ယုံကြည်မှုကကျတော့မရှိဘူးပေါ့နော်မရှိဘူးဒါပေမဲ့ယုံကြည်မှုမရှိပေမဲ့လည်းအာကိုကိုတိုင်တည်တည်ဆန်းဆန်းလိလာမသာကိုကယုံကြည်မှုဆိုတဲ့ဟာကိုရရှိတာဖြစ်တယ်ပြီနော် အကိုကိုတိုင်လောက်ဆောင်ပြီးမှသာဟောဒါကကျွန်တော်တကယ်မှတ်ကန်ပါလားဆိုတဲ့အကြောင်းအရာလေးရပြီးလို့ရှိကိုကိုတိုင်လေ့လာပြီးမှသာဒါလည်းတကယ်အမှန်ကန်ပါလားဆိုတဲ့အကြောင်းအရာလေးကိုကိုတိုင်ကဒီချင်းရရှိစေတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီဟာလေးကအာယူကြည့်မှုများရှိခဲ့မှာကိုဟောက်ကိုရေစောင်းယူကြည့်မှုရှိဖို့ကကြောင့်ဘာဖြစ်လဲ ကိုကကိုယုံကြည်မှုမရှိဘူးဆိုလို့ရှိရင်တော့ဘယ်အရာမှစတဲ့နိုင်မှာမဟုတ်ပေါ့နော်အာကိုကကိုယုံကြည်မှုရှိတယ်ဆိုလို့ရှိရင်သူများတွေတောင်လုံနေနိုင်သေးတာပဲငါလည်းလုံနိုင်ရမယ်ဆိုတော့စိတ်နဲ့ကိုကကိုယုံကြည်မှုကိုစတဲ့လိုက်တဲ့အခါမှာဆိုလို့ရှိရင်တော့အကုန်လုံးကြော်ပြနိုင်တာလည်းဖြစ်တယ်ဒါဆိုလို့ရှိရင်ကျမအနေနဲ့ပေါ့နော်ပထမဦးဆုံးအာဒီယုံကြည်မှုမရှိတဲ့အရာကိုကိုကကိုယုံကြည်မှုရှိလာအောင်ဆိုတော့ဒါအကြောင်းမှာတော့ကိုယ်ကိုယ်ကိုဖြစ်နိုင်တယ်ပေါ့နော် အဲ့ဒီကနေကျွန်တော်စာပြီးတော့ပြန်လာဖြစ်တယ်အေးဟာဗောနော်ကျွန်မစာပြီးတော့အာလိလာလိုက်ပါပြီ။အခုခွင့်ခွင့်တန်ကြီးကြားနေရတာ။စီဗီ။ Okay ပါ sorry ပါ ီကလေးကကျတော့ကိုထိတ်ချုံလို့မရတဲ့ခါကြတော့နော်အာခွေးရည်ပြည့်ခဲ့လေအခုတော့စိတ်ပြေသွားပါပြီထိတ်ချုံလို့မရတဲ့ခါကြတော့ဒီလိုဟိုဖြစ်သွားတယ်ဆိုလို့ရှိရင် sorry ပါအဲ့ဒီအချိန်ကျတော့ဒါကကျတော့ကျွန်မတို့အခွင့်အလမ်းတစ်ခုဖြစ်နိုင်တယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်မလိုချင်တဲ့ lifestyle တစ်ခုကိုဖန်တီးနိုင်ရင်ဆိုပြီးတော့ကိုယ့်အဖို့ဒီမို့ဒီဆောက်ရတယ်ဒီမို့ဒီဆောက် ဒီစီဝါရေးကိုလေ့လာလိုက်တဲ့အခါမှာပဲဒီပြည်နယ်ကျမကိုဝေဟာရီကအာဒီယုံကြည်မှုရှိစေတယ်ဆိုတော့အာဒီမှာဆိုလို့ရှိရင်ပေါ့နော်ကျမတို့ဒီ business owner group တွေရှိတယ်အဲ့ business owner group တွေမှာဆိုလို့ရှိရင်တော့ကျမတို့အများကြီးကိုလေ့လာတွေ့ရှိရတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကကျတော့ကျမ business owner ဖြစ်လာတဲ့အချိန်မှာဆိုလို့ရှိရင်အာဒီမဖြစ်ခင်မှာတော့ဒီစီဝါရေးရဲ့တက်တန်းကကြတော့အာအခုကျမတို့စဝယ်နေချိန်ဆိုလို့ရှိရင်48နဲ့ တက်တန်းပေါ့နော်လေးဆက်ရှင်နဲ့တက်တန်းရှိပြီဖြစ်တဲ့အခုဆိုလို့ရှိရင်50မိနစ်ထဲကိုသူကရောက်ရှိနေပြီဖြစ်တဲ့ဒါဆိုလို့ရှိရင်ပေါ့ကျွန်မတို့စလေးလာပြီးကြတဲ့အော်ဒီဟာကကျွန်တော်လေးဆက်ရှင်နဲ့ဒီဒီထားခံရင်းနေတယ်ဆိုတဲ့ဟာဒီ offline ရော online မှာပါအဲဒီတက်ခံရနေတယ်ဆိုတဲ့ဟာကျတော့ဒါကလုံးဝကုတိန်ကခိုင်မာတဲ့အကြောင်းအရာတစ်ခုပါလားဆိုတဲ့အကြောင်းအရာလေးပါပဲကျွန်တော်တို့ယုံကြည်မှုတွေတိုးစေတယ် နောက်တစ်ခုကကြတော့ဒီဟာကတရားဝယ်စီးပွားရေးဖြစ်တယ်ပေါ့နော်သူက global business ဆိုပေမဲ့ကျမတို့ဒီစီးပွားရေးကအာနိုင်ငံဘောင်း message ရဲ့ကျမတို့စောင့်ဝင်ချင်ကြတာမှာ message ဖြစ်တယ်ပေါ့နော်အခုဆိုလို့ရှိရင်26နိုင်ငံကြီးဖြစ်သွားပြီအဲဒီစောင့်ဝင်တဲ့ချင်ကြတာ message ရှိတယ်ပြီးလို့ရှိရင်ရုပ်ခွဲပေါ့ပေါ့နော်ရုပ်ခွဲပေါ့ကလည်း message ရှိတဲ့ဘာမှဆိုလို့ရှိရင်ဒါကအာကျမတို့တို့အဲဘယ်နေရာမှာပဲနေနေကျမတို့ဒီစီးပွားရေးကိုလွှမ်းလို့ရတယ်ပြောပဲ ပြောင်းရွှေ့နေထိုင်ထိုင်ပေါ့နော်ဘယ်လိုမျိုးပဲသွားလာလှုပ်ရှားအာဒီစီးပွားရေးကိုရန်လို့ရတဲ့ဒါကတော့တကယ်တင်ရွယ်ပေါ့နော်စီးပွားရေးဖြစ်တယ်ပြီးလို့ရှိရင်အဲဒီကျမတို့အပေါ်ဆောင်ရတဲ့စီးပွားရေးပေါ့နော်အဲကိုယူတဲ့နိုင်ငံပေါ်မှာမူတည်ပြီးလို့ရှိရင်ကျမတို့တွေကအပေါ်ဆောင်ရတာဖြစ်တယ်အဲအဲ့လိုပုံစံမျိုးနဲ့ကျမတို့ကိုလောက်ဝတ်ကိုယူတည်မှုတွေတိုးစေတဲ့ဟာပေါ့နော်အဲနောက်တစ်ခုကကြတော့ အာကျွန်တော်တို့ဒီ session နဲ့ပြည်ပြတဲ့သူမှဒီစီပွားရေးကိုလောက်ကင်လို့ရတယ်ပြီးလို့ရှိရင်နိုင်ငံသားနိုင်ငံသားကိုကိုယ်တိုင်ကကျွန်တော်မှတ်ဖို့တည်ရှိတဲ့ passport ရှိတဲ့သူမှသာအာဒီစီပွားရေးကိုလောက်ကင်လို့ရတဲ့အကြောင်းအရအချက်လက်ပေါ့နော်ဒီဟာကိုလည်းကျွန်မဟိုယုံကြည်မှုရှိစေတာဖြစ်တယ်အဲနောက်တစ်ခုဒီ business owner ဖြစ်လာတဲ့ချိန်ကြတော့နေရဆိုလို့ရှိရင်သူများတွေစိတ်ဆက်သလိုပဲပေါ့နော်အာကိုကိုတိုင်ကလက်တွေ့ မရရှိသေးတဲ့အခါမှာဆိုလို့ရှိရင်တော့အတွေးနေချဲ့တယ်ဆိုတဲ့ဟာကျွန်တော်ရှိကြတာဖြစ်တယ်နော်အာငါရဲ့ဒီ commercial တွေရလာတဲ့ချိန်ကျလို့ရှိတော့ဘယ်လိုပုံစံနေရဲ့အဲရရှိမှလည်းဘယ်လိုမျိုးလဲပေါ့နော်ပြီးလို့ရှိရင်ပေးများပေးမလားဆိုတဲ့အတွေးကလည်းအဲဒါကကိုယ်ကလည်း business owner ဖြစ်လာပြီမဲ့လေအဲ့ဒီတတိယစိတ်ကတော့ဝေသေးတာဖြစ်နေတာပဲလေအဲကျွန်တော်တို့ဒီ commercial ရရှိတဲ့အခါမှာဆိုလို့ရှိရင်တော့ low out ကိုတိုင်မှာအာမှားရွေးမရှိပဲနဲ့ဒီက commercial ကိုပေးထားတာဖြစ်တယ်ပေါ့နော် ပြီးလို့ရှိရင် lower ကိုယူချင်စိတ်ချမှုရတာကျွန်မဆိုလို့ရှိရင်ဘာဖြစ်လို့လဲဆိုတဲ့အခါကျွန်မရဲ့ commission ကိုစရတဲ့အချိန်ကတနက်လောက်ထိတနေ့လောက်ထိကိုကျွန်မကဒီ company မှာပဲထားထားလိုက်တာကျွန်မရဲ့ account ထဲမှာပဲကျွန်မထားထားလိုက်တာထုတ်တာမှမထုတ်ဘူးပေါ့နော်အဲ့ဒီအချိန်ကြီးလဲကျွန်မရဲ့ commission ကကြတော့တဖြည်းဖြည်းနဲ့အာတိုးတိုးတိုးလာတဲ့အခါမှာဆိုလို့ရှိရင် employee ကပေါင်ပေါင်ပေါင်းသွားတာဒီ commission ကများလာတယ်များလာတော့လေကျွန်မတို့ကကျတော့ idea မရှိဘူးပေါ့နော်အာဘာမှကျွန်မမထုတ်ယူပြီမဲ့လဲ စိတ်ချရတယ်ယုံကြည်ရတယ်ဆိုတဲ့ဟာကိုကသိရှိလိုက်ရတယ်ကျွန်မထုတ်လိုက်တဲ့ချိန်ကြတော့လေကျွန်မရဲ့ဟိုအပေါက်ကိုကျွန်မပြည်ပြည်စုံစုံရရှိလိုက်တာဖြစ်တယ်ပေါ့နော်အော်အဲ့ဒီချိန်ကျတော့အော်တကယ်တောင်မှအာလောက်ကန်ရတဲ့ဟာစင်ပြပါလားပေါ့နော်တကယ်ကိုအာကိုကိုတိုင်မထုတ်သေးဘူးဒါပေမဲ့မထိတ်သိမ်းထားဘူးဆိုလို့ရှိရင်လေသူတို့ဒီအကောင့်မှာကိုဟောင်းအမြင်တမ်းထိတ်သိမ်းပြီးသားတယ်တကယ်လို့ပြန်ပြီးတော့ check လုပ်မယ်ဆိုလို့ရှိတော့ကိုကဒီကျွန်တော်တို့မှာဒီ application တွေရှိတယ်ပေါ့နော်အဲ့ application ကနေပြီးလို့ရှိရင်တော့ကျွန်တော်တို့ web check လုပ်နေလို့ရတယ်။အဲ့ commission ကကျွန်တော်ဘယ်လောက်ထိဖြစ်သွားပြီလဲဘယ်လောက်ဟိုရနေပြီလဲဆိုတဲ့ဟာလေးမျိုးပေါ့နော်။ဘလောက်ထိတိုးလာတာလဲဆိုတဲ့ဟာလေးလည်းအမြဲတမ်း check လုပ်လို့လို့ရတယ်။ဒါပေမဲ့လောက်အောင်တိုင်မှာရုပ်ကြည့်စိတ်ချရတယ်။အာအရာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီဟာဆိုလို့ရှိရင်လည်းကျွန်မအများကိုပေါ်ကြတယ်ပေါ့နော်။အမြဲတမ်းကိုကရပြီဆိုတာနဲ့လက်ကြည့်စာမလို့တော့ဘူး။လက်ကြည့်စာမလို့ဘယ်နဲ့တောင်မှသူကအာကိုယ့်ရဲ့ account ထဲကိုယ့်ရဲ့ ID နံပါတ်ထဲကိုဝင်နေတာဖြစ်တယ်ပေါ့နော်ဒါလည်းအရင်ကကိုကျွန်မသဘောကျတဲ့အရာပေါ့ကိုလိုချင်တဲ့အချိန်ဆိုလို့ရှိရင်ထုတ်ထုတ်လိုက်တယ်ကိုရှိတဲ့အချိန်ကြောက်လို့ရှိရင်ကျန်တော့ထားထားလိုက်တယ်ဒါပေမဲ့ဘာအဒီရမမရှိဘူးဘာပြဿနာမှမရှိဘူးအဲနေ့စီကနေပြလို့ရှိရင်ဒီတိုက်ထားတဲ့အတွက်ကြောင့်ပါပို့ပြီးတော့အာပိတ်ဆက်ပြီးဖျက်မယ်အပေါ်ပြီးပို့ပြီးတော့ကောက်မယ်ဆိုပြီးတော့လည်းဘာပြဿနာမှမရှိဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့လေဒါကကျွန်တော်တို့ယူကြည်မှုတိုးစီတဲ့အရာတစ်ခုဖြစ်တယ် အခုချိန်ဒီလည်းကျွန်တော်တို့ဒီစီးပွားရေလောက်လာတာအခုဆိုလို့ရှိရင်၃နှစ်နည်းနည်းကျော်ကာလ၃နှစ်ချဲကိုရောက်ရှိနေပြီဖြစ်တယ်ပေါ့နော်ခဏလေးတော့ အဲ့ဒါကြောင့်မလို့အာခုနကပြောသလိုပဲပေါ့နော်ကျွန်မဒီရုပ်ကြည်မှုရစေတဲ့ဟာလေးကကျွန်တော်ရှေ့မှာလည်းကျွန်မ share လေးလုပ်ပေးသလိုပဲဒါပေမဲ့ကျွန်မကိုပို့ပြီးတော့အာဒီရုပ်ကြည်မှုတွေတိုးစေတဲ့ဟာကျွန်တော်ဒီ commercial တွေပြီးလို့ရှိရင်ကျွန်မတို့ဒီနှစ်ပေါင်းအာကြာမြင့်ပြီဖြစ်တော်လေမရန်လဲမပြူလဲပဲနဲ့ကျွန်မတို့ဒီတည်ကြခံရနေတဲ့အရာပြီးလို့ရှိရင်နောက်တစ်ခုကကျွန်တော် warfarin ဆိုလို့ရှိရင်လောက်ကို refund စနေနဲ့အာ warfarin refund ပြန်တောက်တဲ့အခါမှာဆိုလို့ရှိရင်လောက်ကိုဒီအကြ တပြားမကျန်ဘောနော်1.9ဒေါ်လာကိုပြန်ပေးတဲ့ဟာလေးအဲဒီဟာများကြတော့အာကျွန်တော်တို့ယုံကြည်မှုအများကြီးကိုရရှိစေတဲ့အရာနောက်တစ်ခုကကျွန်တော်ဒီ business အောင်နာပြီပေါ့နော်အာ business အောင်နာပြီကလည်းကျွန်တော်တို့ကိုတိုးတက်မှုရရှိအောင်အများကြီးကိုကူညီလဲပေးတဲ့ပေါ်ဆောင်ပေးတဲ့လမ်းပြပေးတဲ့ပေါ့နော်အာဒါကကြတော့တို့ အော်တချို့သူတွေကကြတော့ဗောနော်သူသူတို့အောင်မြင်လာပြီဆိုလို့ရှိရင်တော့အာချပြကြတဲ့အရာတွေအများကြီးရှိတယ်ပေါ့နော်ချပြတယ်ဒါပေမဲ့တချို့လူတွေကလည်းသူတို့ရအောင်မြင်ဖို့ကိုအာထိတ်သိထားတဲ့အရာတွေပေါ့နော်ဒါပေမဲ့ဒီထဲမှာဆိုလို့ရှိရင်တော့သူတို့ဘလို့နီးနားနဲ့အောင်မြင်လာတယ်ဘလို့မျိုးလောက်ကင်ဆောင်ရွက်ပြီးရရှိလာနေဆိုတဲ့အကြောင်းအရာအကုန်လုံးကို sharing လုပ်ပေးတယ်ပေါ့နော်သူတို့အာပညာတွေလည်းအဲ့လိုပဲအကုန်လုံးကို sharing လုပ်ပေးနေတဲ့အတွက်ကြောင့်မို့လို့ စီပွားရေးကိုလုပ်ရတာအပူပြီးတော့လည်းပျော်ရွှင်တယ်ပူပြီးတော့လည်းယုံကြည်မှုရှိစေတယ်ဆိုတဲ့အကြောင်းအရာလေးကိုအအကုန်လုံးကိုကျွန်မ sharing လုပ်ပြီးဖြစ်ဖြစ်ပါတယ်အားလုံးလေးကျေးဇူးများရတဲ့ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်မရေသူစားတော့တဲ့နေပြီအများကြီးပဲအများကြီးပေးထားတယ်အများကြီးလည်းကျေးဇူးတင်ပါတယ်ဟုတ်ပါတယ်ဒီလိုငါကတကယ်ပဲအာယုံကြည်မှုရစေတဲ့အရာတွေဆိုလို့ရှိရင်တော့ပေါ့နော်အဓိကတော့ company အသက်တမ်းကြီးမယ်ဆိုလို့ရှိရင်လည်းဒီ52နှစ်ဆို ပျော်လာပြီပေါ့နော်အဲ့ဒါချစ်ချစ်အဖြစ်အာတော်တော်များများပေါ့နော်အခုချိန်မှာအာခဏလေးပေါ်လိုက်ပြောက်လိုက်နေပေါ့နော်တချို့လေးဆိုလို့ရှိရင်တချို့ company တွေအချိန်တိုတင်းမှာပဲအာကြက်ကြက်ငယ်ပြောက်တယ်လို့မျိုးပေါ့နော်ပြောက်သွားတဲ့ပြန်ပေါ်လာတဲ့ company တွေဆိုရင်ဒီခုချိန်မှာအများကြီးရှိတယ်ပေါ့နော် online online လောက်ကောင်းမှာအဲ့ဒါကြောင့်ဒီလိုငါမှသက်တမ်းကြည့်မယ်ဆိုလို့ရှိရင်တကယ်အောင်မြင်နေတယ်52နှစ်ကျော်အထိရက်တိုင်နိုင်တယ် အော်အွန်လိုင်းနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့အခုဆိုကိုနေလောက်လည်းရှိနေဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီတမလုတ်ခိုင်းနေတဲ့သူတွေပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းအာနှစ်သိကျော်နေပေါ့နော်အဲ့ဒါကြည့်ချင်အပြည့်ဒီလုပ်ငန်းကခိုင်မာမှုရှိတယ်ယုံကြည်မှုရှိတယ်ဆိုတော့လောကသိတာတယ်တစ်ခုနေနေဆိုလို့ရှိရင်လည်းဒီလုပ်ငန်းကိုလုတ်ခိုင်းနေတဲ့သူတွေကအစိုးရကိုခေါ်ဆောင်ပြီးမှလည်းပြရတဲ့ခေါ်ဆောင်မှလုတ်ခဲ့ရတဲ့စီဘယ်လုပ်ငန်းတစ်ခုဖြစ်တယ်လို့မျိုးအာဒီတော့လုတ်ခိုင်းနေတဲ့သူတွေကတကယ်ပေါ့နော်ကိုယ့်ရဲ့ ာ data တွေကိုယ့်ရဲ့ personal data တွေပေါ့နော်စိတ်မှန်တဲ့အရာတွေပဲ ID တွေပဲပြီးပြီးတော့လွတ်ကြရဖြစ်တဲ့ data အဲ့ဒါတွေကြည့်ချင်အဖြစ်လဲကိုယ့်ရဲ့ document တွေဆိုလို့ရှိရင်တကယ်အစ်စ်မှန်ပဲဖြစ်တာပေါ့နော်ကိုယ့်ရဲ့ကိုယ်ပိုင်ဥစ္စာပဲဖြစ်တယ်သူများတွေ how you ပြီးတော့မှလွတ်ကြလို့လည်းမရဘူးအာနောက်တစ်ခုနေနေဆိုလို့သူတို့ over over စီမနေတဲ့သူတွေဆိုပုံတိတာပါနော်တချို့ဆိုလို့ရှိရင်နေကြရက်နေတဲ့ foreigner တွေတော့မှ overstay နေနေတဲ့လူဆိုရင်ဒီလုပ်ငန်းကိုလုပ်ပိုင်ခွင့်မရဘူး။အာတကယ်ဒီမှာနေတဲ့သူတွေကတကယ်ကိုပိုင်အာမှတ်ဖို့တည်တည်ထားတဲ့သူတွေပေါ့နော်။တရားဝင်နေတဲ့ခွင့်ရတဲ့တဲ့အလူတွေမှာပဲလွတ်ခံလို့ရတာဖြစ်တာပေါ့နော်။နောက်တစ်ခုနေနေဆိုလို့ရှိရင်လည်းဒီအထူးသဖြင့်ပေါ့နော်။ကိုကဒီလုပ်ငန်းကို လိလခိုင်းတဲ့ဆိုတာ free essay နဲ့လိလခိုင်းတဲ့ဖြစ်တာပေါ့နော် free essay နဲ့အရင်ဆိုလိလပြီးမှပဲကိုကမမဝင်တရားအနေနဲ့149 dollar နဲ့လိလခိုင်းတဲ့ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီလိလကိုအဆင်ဆင်ကြည့်ချင်အဖြစ်ပေါ့နော်ဒီလုပ်ငန်းကလောကတော့မှအာအဲ့လိုသူများတွေအခုခေတ်စားနေတယ်ကြပြမဟုတ်ဘူးဆိုတော့လောကသိတာတယ် UG ချက်ပြရစေတဲ့အရာဖြစ်တယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်အခု အဘယ်လုပ်ငန်းမှာမှဘယ်ကုပ္ပဏီမှာမရနိုင်တဲ့ပြည်စည်လက်စားခံစားခွင့်ဆိုတော့ဘောနော်အဲ့ဒါလည်းပြည်စည်လက်စားခံစားခွင့်ဆိုတော့တကယ်အစိုးရတရားဝင်အတိမတ်ပြုခတ်ထားတဲ့လုပ်ငန်းတွေမှာပဲရနိုင်တဲ့အခွင့်အလမ်းတစ်ခုဖြစ်တယ်ဖြစ်တဲ့အတွက်ကြောင့်ဒီအချက်တွေကိုကြည့်ချရတယ်ဘောနော်ဒီအရာတွေကအယူကြည်မှုကိုရစေတယ်ဆိုတော့ထပ်ပြီးတော့ပြောပြချင်ပါတယ်အဲကျေးဇူးတင်ပါတယ်အဲ့ဒါနောက်ပြနေနေပေါ့နော်အာညီမ Esther လေးကိုမိတ်ချင်ပါတယ် ဒီမှာနေနေဆိုလို့ရှိရင်ပေါ့နော်လက်ရှိအထိုင်းမှာကိုယ်ပဲအလုပ်ပြင်လို့ပေါ့နော်ပြင်လို့လည်းလုပ်နေတယ်အခုလက်ရှိ online ဆီပဲလုပ်ငန်းနေပေါ့နော် online ဆီပဲလုပ်ငန်းဆိုလို့ဆိုတော့ကိုယ်ပဲအလုပ်ပေါ့နော်ဒီလိုမျိုးသူများအလုပ်မှာသွားလို့ရတဲ့အလုပ်နေလက်ရှိကိုယ်လုပ်နေတဲ့ business ရဲ့ကွာချောင်းမှုလို့ပေါ့နော်အနည်းငယ်လေးညားပေးပါဦးဘယ်လိုများခံစားချက်ပဲရှိကြလဲဆိုရင်ရေးခံစားချက်လို့ thank you ဟုတ်ကဲ့ပါဒီမိကုံးလေးရတော့ဗောနော်အဲအခုညီမလက်ရှိခံစားနေရတဲ့ညီမရဲ့အတွေ့အကြုံလေးကို sharing လုပ်ပေးမှာဖြစ်ပါတယ်အခုကတော့ဗောနော်ညီမညီ part time အလုပ်တစ်ခုကိုဝင်လုပ်နေတယ်ပြီးလို့ရှိရင်လည်းပဲ digital business လုပ်ငန်းကိုလည်းပဲညီမတွဲဖွဲ့ပြီးတော့လုပ်ကင်ဆောင်ရနေတယ်ဗောနော်အဲဒီစီးပွားရေးလုပ်ငန်းနဲ့အခုညီမလက်ရှိလုပ်နေတဲ့အလုပ်ကတော့အရန်ကိုကြွားချပါတယ် အဲပထမအဦးဆုံးပြောရမယ်ဆိုရင်ပေါ့နော်ညီမတို့ကအာခုလုပ်နေတဲ့အလုပ်ကညီမတို့ဒီသူများအလုပ်ကိုလုပ်ရတာဖြစ်တယ်အဲညီမတို့အထက်မှာညီမတို့ရဲ့ boss တွေရှိတယ်ပေါ့နော်အဲ boss ရှိတယ်အဲဒီခါမှာဆိုရင်ကိုပြောရမယ်ဆိုရင်စိတ်ခံစားမှုကတော့တူးပေါ့နော်ပြောရမယ်ဆိုရင်ပေါ့နော်ကိုကသူများရဲ့လမ်းမှာအလုပ်လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်လို့အာသူတို့ရဲ့တတ်မှတ်ထားတဲ့စီကံအတိုင်းကိုကလုပ်ရတာဖြစ်တယ်ပေါ့နော်အဲဆိုတော့ကိုကပြောရမယ်ဆိုရင်စိတ်ပိုင်းဆိုင်ရာမှာဆိုရင်လည်းပဲအ အဲဆက်စရရမှာတတိထားရပါဘောเนาะအဲပြီးလို့ရှိရင်လည်းပဲဘောเนาะဟိုအုတ်ချုံမှုအပိုင်းမှာဆိုရင်တို့ကအဲတတိဖြစ်တဲ့အတွက်တို့ခေါ်တဲ့အချိန်ဘောเนาะတို့ဘယ်အချိန်မဲ့လာလာဘောเนาะပြောရမယ်ဆိုရင်ဘောเนาะအဲမနေ့ပိုင်းမဲ့ခေါ်ခေါ်ညကြီးပိုင်းမဲ့ခေါ်ခေါ်ညနေပိုင်းမဲ့ခေါ်ခေါ်တို့ခေါ်တဲ့အချိန်မှာကိုကသွားပြီးတော့အဲသွားရတယ်တို့ရဲ့အချိန်စရာအောင်မှာပဲကိုကလော့လော့ရတာဖြစ်တယ်ဘောเนาะဒါကအုတ်ချုံမှုအပိုင်း အဲ့ဆိုတော့ပြီးလို့ရှိရင်လည်းပဲကိုကလှလုတ်လှလုတ်တဲ့အခါမှာဆိုရင်လည်းပေါ့ဗောနော်ကိုကသူတို့အဲပြောတဲ့အတိုင်းပဲလှောက်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကကိုလှုပ်လိုက်တဲ့အလုပ်တစ်ခုဒီအဲသူတို့အနေနဲ့ဟိုကြိုက်မကြိုက်ဟောမနော် စိတ်တိုက်ဖြစ်မဖြစ်ဆိုတာကကိုကတတိထားရတာပေါ့เนาะအဆဆရရသူများရဲ့လက်အောက်မှာလောက်တာဖြစ်တဲ့အတွက်ကြောင့်လို့အဆဆရရတတိထားရတယ်အဲပြီးလို့ရှိရင်လည်းပဲပေါ့เนาะငွေကြေးဘိုင်းနဲ့ပြောရမယ်ဆိုရင်လည်းပဲပေါ့เนาะဒီကကြတော့ salary အမည်နဲ့လာစင်ပေါ့เนาะတလာကုန်ရင် salary ရတယ်ပေါ့เนาะဒါကကိုကအဲဒါသူများရဲ့လက်အောက်မှာအလုပ်လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်လို့သူများရဲ့အုပ်ချုပ်မှုအောက်မှာပဲသူများထိုက်တိပဲအတိုင်းပဲကိုကလှုပ်ဆောင်ရတာဖြစ်တယ်ပေါ့เนาะအဲ့လိုဖြစ်တဲ့အခါမှာဆိုရင်အဲ ကိုယ့်ရဲ့စိတ်ခံစားမှုနဲ့ပြောရမယ်ဆိုရင်တော့ကို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 မပိုင်ဘူးပေါ့နော်ကိုကိုကိုမပိုင်ဘူးအဲသူတို့ဒီအဲသူတို့ကကိုယ့်ကိုပိုင်တာဖြစ်သွားပြီပေါ့နော်အဲဒါပေမဲ့ညီမဒီ business ကိုလုပ်ကြိုင်တဲ့အခါမှာကျတော့အရန်ကိုကွာချတယ်အဲညီမမှာ boss မရှိဘူးညီမကိုယ်တိုင်က boss ပဲအဲညီမကိုယ်တိုင်ကပဲဒီစီးပွားရေးလုပ်ငန်းကိုအဲ business id ယူပြီးလဲပြီးတော့ owner တယောက်ဖြစ်နေအဲလုပ်ကြိုင်ဆောင်ရွက်နေတဲ့သူတယောက်ဖြစ်တယ်ညီမလုပ်ကြိုင်နဲ့ချိန်စရာ ဘောနော်ညီမဒီ business ကို run မဲ့အချိန်စရာကိုလည်းညီမကိုယ်တိုင်လည်းစီမံခန့်ခွဲတယ်အခုစဉ်အပြောရမစင်ပေါ့နော်ညီမဒီစီးပွားရေးလုပ်ငန်းကိုလုပ်တဲ့အခါမှာအခုလိုမျိုးပေါ့နော်ညီမအမတို့နည်း light ထွက်လုပ်တဲ့အခါမှာဆိုရင်အရင်ကစင်ညီမတို့နေပဲလုပ်တယ်နေပဲလုပ်တယ်ဒါပေမဲ့အဲအလုပ် ခုကိုဝင်လွတ်လိုက်တဲ့အတွက်ကြောင့်မလို့အဲဒီစီးပွားရေးလုပ်ငန်းကြီးရပ်တန့်သွားတာမျိုးမဟုတ်ဖဲနဲ့ညီမတို့ဒီကိုယ့်ရဲ့ business partner တွေနဲ့ပြန်ပြီးတော့အချိန်တွေကိုညှိပြီးလဲပြီးတော့အခုညပိုင်းပြန်ပြီးတော့အချိန်လိုက်တယ်အဆင်ပြေသွားတယ်ပေါ့နော်ပြောရမစင်ပေါ့နော်ဒါဆိုတော့ကိုကကိုယ့်ရဲ့ title ကိုကစိတ်ကြိုက်စီမံခန့်ခွဲလို့ရတာပေါ့နော်ကိုကအာကိုအားတဲ့အချိန်မှာပြန်ပြီးတော့ရွှေ့လိုက်တဲ့သဘောပေါ့နော်ဒါကိုကိုကိုပိုင်ပြီးတော့ကိုချိန်စရာအတိုင်းကိုသွားရတာဖြစ်တယ်ပြီးလို့ရှိရင်လည်းပေါ့နော်ကိုယ့်ရဲ့ business ဖွံ့ဖြိုးတိုးတက်အောင် ငါကိုကိုတိုင်ကပဲလှုပ်ဆောင်ရတာဖြစ်တယ်ကိုရဲ့စီးပွားရေးအောင်မြင်လာဖို့ရန်အတွက်ကိုကိုတိုင်ရမယ် landing ကိုကိုယ့်အကူပဲလုပ်မယ်ကိုယ့်အကူပဲကြိုးစားပြီးတော့လှုပ်ဆောင်သွားတာဖြစ်တယ်အခုလိုမျိုးလောက်တာလည်းပဲကိုဘွားကိုကိုကိုတိုင်တိုးတက်ဖို့ရန်အတွက်လှုပ်ဆောင်တာဖြစ်တယ်ဗောနောဟိုဟိုသူများအလုပ်လုပ်တဲ့အခါမှာကျတော့ကိုကကိုလုပ်နေတဲ့အလုပ်ကကို ိုတိုးတက်မှုအတွက်မဟုတ်ဘဲနဲ့သူများတိုးတက်မှုအတွက်လုပ်နေတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီ business မှာကျတော့အခုညီမတို့လုပ်နေတဲ့ဒီအရာတွေဒီညီမတို့ရဲ့စီးပွားရေးလုပ်ငန်းအောင်မြင်တိုးတက်ဖို့ရန်အတွက်ညီမတို့နောက်တစ်ချိန်မှာ life changing ဖြစ်ဖို့ရန်အတွက်လောက်ကဆောင်ရွက်နေတာဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင်လည်းပဲငွေကြီးဘိုင်းနဲ့ပတ်သက်ပြီးတော့ပြောရမစင်ပေါ့နော်ခုနကလည်းပဲညီမအများကြီးရှိပါ sharing လုပ်ပေးသွားတာဖြစ်တယ်ညီမတို့ဒီစီးပွားရေးလုပ်ငန်းကခုနကညီမ ဖတ်အဟိုဖတ်ထိုင်းလို့ကိုဝင်လို့နေတယ်လို့မျိုးပေါ့နော်အဲလာလာကုန်လို့ရှိရင်လာစာရတာမျိုးမဟုတ်ဖဲနဲ့အဲပြီးလို့ရှိရင်လည်းတလောက်ဘလောက်ရလားရမလဲဆိုပြီးလည်းပြီးတော့သတ်မှတ်ထားတာမျိုးမဟုတ်ဖဲနဲ့ဒီစီးပွားရေးလုပ်ငန်းကိုကြိုးစားရင်ကြိုးစားတယ်လို့မျိုးပေါ့နော်ကိုယ့်ရဲ့အင်ခန်းတွေကအချိန်ကြာလာတာ ਨੇ မြတ် နော်အင်ခန်းနေရာမာဒီဘေးအင်ခန်းစထရင်အင်ဝင်ဝင်ရလမ်းကြောင်းအမျိုးမျိုးကနေပြီးလေပြအများကြီးရရှိလာတာဖြစ်တဲ့အတွက်အချိန်ကြာလေးဝင်ဝင်ဝင်ငွေတွေကပို့ပို့ပြီးတိုးလာတာဖြစ်တယ်ပေါ့နော်ဒါကြောင့်လို့သူကနေ့တိကျလာတဲ့အတွက်ငွေတိုးလာတာဖြစ်တဲ့အတွက်ညီမတို့ကဒီစီးပွားရေးလုပ်ငန်းဒီပေါ့နော်နောက်တစ်ချိန်မှာညီမတို့အတွက်ပေါ့နော် light change ဖြစ်စေတဲ့စီးပွားရေးလုပ်ငန်းတစ်ခုလို့ညီမတို့ကပြောကြတာဖြစ်တယ်ပေါ့နော်ဒါကြောင့်လို့ညီမတို့ပြောရမယ်ဆိုရင်ဒီစီးပွားရေးလုပ်ငန်းကြတော့ပေါ့နော်ကိုယ့်ရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့အတွက်ကြောင့်လို့တခြားအလုပ်နဲ့ ။ဟာသူများလက်အောက်မှာလုံနဲ့အလုံနဲ့ရှင်ပြီးတော့ပြောလိုက်မယ်ဆိုရင်တော့အရန်ကိုကွာခြားတယ်။ပြောရမယ်ဆိုရင်ပထမအုံဆုံးရတာတော့ညီမတို့က time freedom ပေါ့နော်။အချိန်လွတ်လပ်ခွင့်ရတော့အာပြေဝရတယ်။ကိုယ့်အချိန်ကိုယ့်ကိုယ်စီမံခန့်ခွဲပြီးတော့အာလုံနိုင်နေပေါ့နော်။နောက်ပိုင်းကျတော့ကိုကြိုးစားမယ်ဆိုရင်တော့ညီမတို့က financial freedom ရရှိစေနိုင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တယ်ဆိုတဲ့အကြောင်းပေါ့နော်။အာညီမညောင်ပေးချင်ပါတယ်။ကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အက်စတာမြောက်ပေးတဲ့အတွက်ဟုတ်ပါတယ်သူတို့ အာအကိုရကိုပဲအလုံးနဲ့အပြင်မှာတောက်လို့တဲ့အလုပ်ရတာအများကြီးခွာချမှုတွေရှိတယ်။အရင်ဆုံးဆိုလို့ရှိရင်တော့ဘာနော်အလိုကိုရလုပ်ဖို့ကောင်းဖြောပေါ့နော်လုပ်ဖို့ကိုင်ဖဲဆိုလို့ရှိရင်လည်းအာဒီလိုငါမှလည်းတီဝါနဲ့လုပ်လို့ရတယ်။အပြင်မှာလက်ရှိသူတော့သူကတော့အာကျမရေကွန်ထန်းဆိုတော့ပေါ့နော်။ဒီမြန်နေကမှာရှိနေတာဖြစ်တဲ့အတွက်ကြောင့်တလီဆိုလို့ရှိရင်မတူညီတဲ့အာရည်ကြီးမှုကချာတွေပေါ့နော်။အလိုမျိုးလည်းမတူတိုက်လည်းမတူ ပြီးလို့ရှိရင်လည်းအဲ့လိုဇယိုက်လည်းမတူဘောနော်အဲ့လိုမတူတဲ့လူတွေကြားမှာကိုကပေါင်းစုပြီးတော့လွတ်ရတဲ့တယောက်တည်းအရန်ရန်နဲ့မျိုးလည်းပေးရတယ်တခါတည်းသူအများနဲ့အလွတ်လွတ်ရတာဖြစ်တဲ့တွဲကြောင့်တခါတည်းကိုကအဲ့လိုဘောနော်ပြီးခံရတဲ့ရတယ်တခါတည်းအောင်သတ်သတ်နဲ့ကိုကမှန်နေမှသိရသားနေတော့မှအဲ့ဘယ်ပြောရတဲ့အရာလေးတွေပေါ့နော်အဲ့လိုလေအောက်သက်သက်နဲ့ခတ်ခဲ့တဲ့အရာတွေအစရရတာပေါ့နော်အဲ့လိုတွေပြီးပြီးတော့ ဒီလိုငါမှဆိုလို့ရှိရင်လည်းအဲ့လိုလေးတွေမရှိဘူးတီဝါကောင်းတယ်ပြီးလို့ရှိရင်ကိုယ်ကိုအာအဲ့လိုပြောဒီကိုပန်းမဲသူမလုံလုံအဲ့လိုမလုံတက်လို့ဆိုပြီးတော့အာအထင်သေးမြင်သေးအဲကဲ့ရဲ့မဲ့လူဝေဖန်ပြောဆိုမဲ့လူလည်းတင်းမှမရှိဘူးနော်ပြီးလို့ရှိရင်တယောက်တူတက်အောင်မြင်လို့ရှိရင်တယောက်အများကြီး appreciate လုပ်တယ်အဲချီးကျူးတယ်ကိုပြုပေးတယ်အဲအဲ့လိုပေါ့နော်။ဒါတွေကလည်းအရင်ကောင်းတဲ့ community လေးရှိတယ်။ပြီးလို့ရှိရင်လည်းကိုယ်ပဲအလို့ဆိုတာပေါ့နော်။ဒါဆိုတော့အာလက်ရှိသူများအစီအမံ ဘလို့နိမနိုင်ပါလေအငွေကြေးရလလမှုအခြေရလလမှုဆိုတာမရနိုင်ပါတော့ကိုယ်ပဲလုပ်ငန်းတည်ဆောက်မှာပဲအခြေရလလမှုငွေကြေးလလမှုဆိုတာရရှိတာဖြစ်တယ်တချို့တွေဆိုလို့ရှိရင်ဒီထက်မှလုတ်ခိုင်းနေတယ်အဲ့လိုပေါ့နော်ဒီထက်မှလုတ်ခိုင်းနေ business owner တွေဆိုလို့ရှိရင်သူတို့တွေဆိုရင်ငွေကြေးနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်အပြင်မှာသူတို့အလုံးမှာဆိုလို့ရှိရင်ပေါ့နော်အရင်ဝယ်ငွေကောင်းတဲ့သူတွေရှိတယ် ဒါမဲ့လည်းငွေကြေးတက်ဖို့ဆိုလို့ပဲသူတို့ freedom time freedom ဆိုတဲ့အရာတို့လွှတ်ချင်တော့လို့ပေါ့နော်အချိန်နဲ့ပတ်သက်ပြီးတော့သူတို့အထိတ်ကောမဲ့တဲ့အရာလေးတို့လွှတ်ချင်ကြလို့အဝင်လာပြီးတော့လုတ်ခံရတဲ့သူတွေလည်းအများကြီးရှိတယ်အဲ့ဒါတွေကြည့်ချင်အဖြစ်ပေါ့နော်တော်တော်လေးတော့မှကွာချမှုတွေရှိတယ်အရင်နေ့ပိုင်းကိုလည်းကြည့်မယ်ဆိုလို့ရှိရင်တော့မှသူတို့အဖြစ်မှဆိုလို့ရှိရင်တော့အတချစီပွားရေးနေနှိမ့်ဆမယ်ဆိုလို့ရှိရင်ပေါ့နော်တချစီပွားရေးတွေမှာအလုပ်မယ်ဆိုလို့ရှိရင် ရင်းနှီးမြှုပ်နှံမှုဆိုလို့ရှိရင်နေရာတိုင်းခဲနေပေးရမယ်။ကိုပစ္စည်းတွေရောင်းဝယ်ရမယ်။ပလွန်ရမယ်။ကိုမလို့နေလို့ရှိရင်ဝန်ထမ်းတွေခေါ်ရမယ်။ဝန်ထမ်းလက်ခတ်တွေပေးရမယ်။အဲ့လိုတွေရှိတာပေါ့နော်။ဒါပေမဲ့ဒီ online စီးပွားရေးရတဲ့အဲ့လိုမဟုတ်ပဲနဲ့အာဒီလိုမျိုးတစ်ခါသာရင်းနှီးပြီးတာတသက်လုပ်တဲ့ ID ကိုသုံးသွားလို့ရတယ်။နောက်ဆိုကိုတည့်မဟုတ်ပဲနဲ့ကိုယ့်ရဲ့သားသမီးတွေထိတော်မှာလက်ဆက်ကအမွေပေးလို့ရတယ်။စီးပွားလုပ်ငန်းတစ်ခုလည်းဖြစ်တယ်။အာအခြေကိုလူပဲပန်းတက်တာစီပြီးတော့ အာကိုရဲ့တနေရာထဲမှာကိုမျိုးကိုရွာအခုနေထိုင်တဲ့ရက်ကွက်မှာပဲလွတ်ရတာမျိုးဖြစ်ခဲ့နေအဲ့လိုပေါ့နော် global business ဖြစ်တဲ့အတွက်ကြောင့် network ချက်ချက်ပြန်နေလွတ်ခံရတယ်အာကိုရဲ့ market ကိုချက်ချက်ပြန်ပြန်နေလွတ်ရတာဖြစ်တာပေါ့နော်လုတ်ခံရတဲ့အပိုင်းဆိုလို့ရှိရင်ပဲ00လေးလုဆက်မလို့တော့ဖြစ်တဲ့အတွက်ကြောင့်ကိုယ်ကကြညာလေးပဲလုရတာပေါ့နော်ဒီလိုမျိုးအာ live ပေါ်မှာအာကိုယ့်ရဲ့ business အကြောင်းကိုပြောပြလိုက်အဲ့လိုပေါ့နော် sharing လုပ်လိုက်ဒီလိုမျိုး posting လိုက် အာတခြားကိုကြိုက်တဲ့ platform ပေါ်မှာပေါ့နော်ကိုလုပ်ငန်းနဲ့ပတ်သက်တဲ့စီးပွားအခွင့်အလမ်းလေးတွေပဲမျှပေးတာဖြစ်တဲ့အတွက်ကြောင့်ဒီရာတွေဆိုလို့ရှိရင်လူတိုင်းကအာ social media တုံးလာတဲ့ခက်မှာပေါ့နော်ဒီလိုမျိုးကိုဖုန်းသုံးမဲ့နေရာမှာအစားထိုးပြီးတော့ဒီလိုမျိုးစီးပွားအခွင့်အလမ်းလေးကိုမျှပေးပြီးတော့သုံးလာခြင်းအဖြစ်ပေါ့နော်ကိုတက်တစ်ဖက်တစ်လမ်းလေးဝင်လို့ရရှိတာဖြစ်တာပေါ့နော်အာနောက်တစ်ခုနေနေဆိုလို့ရှိရင်တော့ဒီလုပ်ငန်းကအာတကယ်အပြင်မှာသူတို့ကထိုင်းဆိုလို့ရှိရင်ပေါ့နော် face and cam ပဲ ကလာစားလို့ရှိရင်ဥဝန်ထားလိုက်တလားမသာငွေငွေအာတုတ်ထောင်ရမယ်ပေါ့နော်တုတ်ထောင်ရမယ်အာတုတ်ထောင်ကြော်ရမယ်အဲ့လိုအဲ့လိုတလားမသာအဲ့လိုပုံစံရနေရပေါ့နော်ဒါပေမဲ့ဒီလိုငါမဆိုလို့ရှိရင်ကိုကျိုးစဲကျိုးစဲတို့လိုအခက်အခဲမရှိတဲ့ဝင်ငွေတွေလည်းရနိုင်တယ်အာပြီးလို့ရှိရင်လည်းရထူးဆိုလို့အတိုင်းပဲကိုကျိုးစဲကျိုးစဲတို့လိုအခြေသူ့တွင်းမှာလည်းသူတို့သတ်မှတ်ထားတဲ့ရထူးတစ်ခုကိုအိုင်ဆိုင်ရရှိသွားပြီလို့ရှိရင်လည်းပင်စင်လာစားဆိုတာအနောက်ထပ်လာမှဖြစ်တဲ့အတွက်ကြောင့် အဲ့ကြောင့်ကိုယ့်ရဲ့ performance ကိုယ့်ရဲ့လုပ်ရည်ကံရည်တွေကိုယ်အတွက်တာဖြစ်တာပေါ့နော်အာကိုလုံနိုင်လုံနိုင်တယ်များကိုယ့်အတွက်တာဖြစ်တယ်အဲ့ဒါကြောင့်ဒီလုပ်ငန်းကကိုယ့်ရဲ့အာအဲ့လိုပေါ့နော်လက်ရှိအလုံးနဲ့အဲ့ဒီဒီ business နဲ့ဆိုလို့ရှိရင်အများကြီးကြွားချမှုတွေရှိတယ်ဆိုတော့ပြက်ပြက်ချင်ပါတယ်အဲ့ဒါကြောင့်ပေါ့နော်ဆွေဝင်စားတဲ့မိတ်ဆွေတွေဘသူဘယ်ဘွားပဲဖြစ်ဖြစ်ပေါ့နော်ဒီလုပ်ငန်းကိုဆွေဝင်စားလို့ရှိရင်တော့အာသူမှကိုယ်ချိန်ရတဲ့ရာ လူစီမှာပေါ့နော်နာမည်နဲ့ Gmail register လုပ်ပြီးတော့အရင်ဦးဆုံး free access နဲ့အရင်ဆုံးလေ့လာပါ free access မှာဆိုလို့ရှိရင်လည်းဒီ business နဲ့ပတ်သက်တဲ့ system နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုပေါ့နော်သူကအခြေခံနေနဲ့ပြောပြထားတာဖြစ်တဲ့အတွက်ကြောင့်ဒီတဲကနေလေ့လာတဲ့သူလို့ဆိုလို့ရှိရင်တော့ပေါ့နော်ဒီပြည်ဒီလုပ်ငန်းကဘာလုပ်ငန်းလဲအဘာတွေလုပ်ရသလဲဆိုတော့အကြမ်းင်းနေနေပေါ့နော်အခြေခံနေနဲ့နားလည်သွားမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီထဲမှာလုတ်ခိုင်းနေတဲ့သူတွေဆိုလို့ရှိရင်တကယ်ပဲ အဲ့ဒါရောအမြင်နေတဲ့ success story လေးတွေသူတဲ့အောင်မြင်မှုလေးတွေပေါ့နော် story လေးတွေကို share ပေးချင်အပြင်အဲ့ဒီကနေကိုယ်အတွက်ခေါ်အားတစုတည်းရရရှိသွားမှာဖြစ်တာပေါ့နော်အဲ့ဒါကြောင့်ဒီ webinar လေး25ရက်ထိတော်မှာကိုယ့် email ထဲမှာအမြဲတမ်းပို့ပေးတာဖြစ်တဲ့အတွက်ကြောင့်အဲ့ကြောင့် register လုပ်ပြီးတဲ့သူတိုင်းဆိုလို့ရှိရင်ကိုယ့်ရဲ့ email ပြန်ပဲ check ကြည့်ကြပါအဲ့ဒါကြောင့်ပေါ့နော်ဒီလုပ်ငန်းနဲ့ပတ်သက်တဲ့ information တွေကိုဒီ email မှာပဲအမြဲတမ်း ို့ပေးထားတာဖြစ်တဲ့ကြောင့်အဲ့ဒီ Gmail email လည်းမှန်မှန်ကန်ကန်နဲ့ register လုပ်ဖို့လည်းအာလိုအပ်တယ်ဆိုတာသိချင်ပါတယ်။နောက်တစ်ဆက်အနေနဲ့ဆိုလို့ရှိရင်တော့ဒီလုပ်ငန်းထည့်ပြီးသိချင်တဲ့အထက်ပြီးလေ့လာချင်တဲ့အသေးစိတ်ကိုသိချင်တယ်ဆိုလို့ရှိရင်တော့ member fever 49ပေးပြီးတော့အာဝင်လေ့လာဖို့ထည့်ရဖိတ်ခေါ်ချင်ပါတယ်။အဲ့ဒါမှပဲလုပ်ငန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ company အကြောင်းအာကော်မရှယ်အကြောင်းလေးပြီးလို့ရှယ်ဝင်ငွေလိုက်ကြဘယ်နှခုရှိတယ်လဲဘလို့ရင်းနှီးနှီး စတဲ့မတ်တည်ရမလဲဆိုတဲ့အကြောင်းလေးပတ်သက်ပြီးတော့ကိုလိုလိလသိရှိခွင့်မှာဖြစ်တဲ့အတွက်အာကိုကလိလပြီးလို့တလကြောက်လို့ရှိရင်လည်းအဲ့လိုပေါ့နော်တလအတွင်းမှာကိုကမကြိုက်ဘူးအာမတင်တော့ဘူးဆိုလို့ရှိရင်အချိန်မီပြန်ထုတ်ယူနေတာဖြစ်တဲ့အတွက်ကြောင့်နည်းဆိုတာဒီလုပ်ငန်းဘာလုပ်ငန်းလဲဘာတွေလုပ်ရသလဲလုပ်ငန်းအမျိုးအစားလဲဆိုတော့ကိုလိုကကနနသိရှိသမှဖြစ်တာပေါ့နော် ဲ့ဒါကြောင့်ဆွေတွေတဲ့မိတ်ဆွေအနေဆုံးတက်လက်စပို့တာနဲ့အရှင်ယူပြီးတော့လေလာကြည့်ပါခုမကြိုက်ရင်ပြန်ထိုးယူလက်ဖြစ်တဲ့အတွက်ကြောင့်ကိုတက်လောကလည်းအချိန်မဖြစ်ဘူးအာဆိုရှယ်မှုမရှိဘူးဆိုတော့ထပ်ပြီးတော့ပြက်ချင်းပါတယ်အာသူတို့ရဲ့ like ကလေးပေါ့နော်6မိနစ်လည်းလိုက်ဖြစ်တဲ့အတွက်ကြောင့်ဒီနေရာလေးမှာပဲအာအစိုးတက်လေးပေါ်တော့အလိုလိုတွေ့တင်ပါတယ်။ဖတ်ပေးတဲ့မဆင်းမိမစတာလေးဟာမတော်နေမိမစတာလေးကြည့်စုတင်ပါတယ်။ ဆက်နေတဲ့တိုင်းမှာလည်းခဲ့ပါမယ်အားလုံးပန်းပန်း